တန်ခါတွေကိုဆုံးလောင်းနိုင်ဆုံးလောင်းနိုင်ထားတဲ့နဲ့စိတ်ဓာတ်တစ်ခုဘုန်းကြီးတို့တွေတတိထားဖို့တော့တာဏကောင်မှုလှုပ်တိုင်းလှုပ်တိုင်းမြတ်စွာဘုရားသခင်ကိုရမြတ်ကဝေလာမတုတ်တံမှာဝေလာမဒီတုတ်တံကိုဟောတဲ့အခါမှာပေါ့လေဝေလာမတုတ်တံကြီးကိုဘုသူဟောတာလို့ဆိုအနာရဘိန်ကိုဟောတာအနာရဘိန်တထေကတုတ်တံပုဂ္ဂိုလ်ကြီးဖြစ်နေအဲ့ဒီအနာရဘိန်တထေကိုဟောတဲ့တရား သောတပန်ပြီမယ်လို့မြတ်စွာဘုရားလိုအပ်လို့ဟောတယ်ဆိုတာတတိထားဖို့လိုပါမြတ်စွာဘုရားကကိုလှတဲ့အလှတန်လားအလှဝတ္ထုကကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေဒါအဓိကမဟုတ်ဘူးတဲ့နဲတာနဲ့များတာဒီနှစ်ခုကလည်းအဓိကမဟုတ်ဘူးတဲ့အဓိကဖြစ်ပုံလေးကိုမြတ်စွာဘုရားပြောတယ်ဘာတော့ဆိုရင် လူတိုင်းလူတိုင်းဟာတက္ကိစံဒါနာဒေဋ္ဌိတလေးတစားလှူဖို့လိုအပ်တယ်တရားကိုလှုပ်တဲ့အလုပ်ကိုလှုပ်တဲ့အလုပ်ပေါ်ကိုလေးလေးစားစားလှုပ်တဲ့ဆိုအထိပ္ပာယ်ပြောတယ်နော်တက္ကိစကိုတတိန်ကတ္တဝါလို့ဖွင့်တယ်ဆိုရင် mindful ပေါ့ကိုလှုပ်တဲ့အလုပ်ကိုစိတ်အားကုန်စိုက်ပြီးတော့တတိအမတ်တရားလှုပ်တဲ့ဟာမျိုးလို့အမတ်တမဲ့ကလေးတွေမလုံးနဲ့လို့ဒီလိုပြောတာနော်တလေးတစားလှုပ်တဲ့ဆိုအထိပ္ပာယ်ရပေါ့ တလေးတစားလုပ်တယ်ပြင်းပြင်းစင်စင်လုပ်တယ်